ဒါအတိထားရမယ်ပေါ့နော်ပါဇက်ခားတယ်ဆိုတာမျိုးတွေကဘယ်ချိန်ဒီမှာခားတတ်တယ်လဲပေါ့အကြောင်းရင်းလေးတွေရှိတယ်ပေါ့နော်အဓိကတော့ oral hygiene ပေါ့ဒီဒီသွားနဲ့ grain ကျမကြီးက ကြောင်လေပါဇက်တယ်မှာခါတတ်တယ်အဲ့လိုမျိုးချော့အစာကျန်တာတွေဥမာစားပြီးပလုတ်မကျင်းမိတာမျိုးတွေပေါ့နော်နောက်တစ်ခါပိုးဝင်လာမျိုးတွေဒီဒီ gain infection တော့မျိုးတွေမှာသူအဲ့လိုခါတတ်ပါတယ်သူနောက်တစ်ခါကျတော့ဖြစ်လဲဆိုတော့သူကရေတက်နေလို့ရေတောက်တာနေရင်လည်းအဲ့လိုမျိုးခါတတ်တယ်နော်ရေမြများတောက်ပြီးပေါ့နော်နောက်တစ်ခါချို့ဆေးတွေပိုးသက်ဆေးတွေခရောစိတ်ငြိမ်ဆေးတွေအဲ့ရတွေခါတယ်နောက်တစ်ခါကျပါလဲဆိုတော့ဒီဒီ ဘာမီတိုမျိုးတွေပေါ့နော်အဲ့လိုမျိုး antihistamine လိုမျိုးနောက်တစ်ခါကျဇင်းလိုမျိုးဇင်းကဆိုးတယ်ဇင်းကအဲ့လိုချို့တောက်ပြင်အဲ့လိုပါစက်ခါတော့မခံနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ညမှာပဲတောက်ရတယ်အစာစားပြီးမှအိပ်ရောက်မှညမှာတောက်ရတယ်ပေါ့နော်အဲ့လိုမျိုးနေ့တစ်ပိုင်းနေ့တောက်ရင်အဆင်မပြေဘူးပါစက်ကြီးခါခါကြီးဖြစ်နေတာအဲ့လိုမျိုးဆိုတော့အဆင်မပြေဘူးဇင်းတို့အာယုန်တို့ကတော့အဲ့လိုမျိုး ပါဇက်တွေခါတတ်တယ်နော်ဟောနောက်တစ်ခုကကျတော့အဓိကကတော့သူကဂျီရတွေလိုမျိုးပေါ့နော်စချင်းပြန်တာမျိုးတွေမှာလည်းအဲ့လိုပါဇက်တွေခါတတ်တယ်အဲ့ဒါလည်းတိထားရမယ့်အချက်လည်းပေါ့နော်အဲ့လိုမျိုးဟိုအနံ့ဆိုးတွေပါရရဆိုတော့အဓိကတော့ oral hygiene စပြီးပြုတ်ခြင်းရတယ်နော်ဘာပဲပြောပြောဟိုမကြာခဏအဲ့လိုမျိုး float တွေပါတုံးရတယ်ပေါ့နော်ကြံတင်းကြံတာအရေးကြီးတယ်ကျွန်တော်ကဘာလို့လဲဆိုတော့အမြဲတမ်း implant ထဲ ကျွန်တော်ရဲ့နံပါတ်၈ကသူကခွန်ကိုသွားထိုးတော့ရှစ်လဲနှုတ်ခွန်ကလည်း implant ထည့်ထားတယ်နံပါတ်7အဲအကြောင်မို့ကျွန်တော်ကဒီသွားတဲ့ green ဆိုရင်တော်တော်လေးကိုယူဆက်ရတယ်အဓိကသွားတဲ့ green ကျမ်းမာနေသူရတော့ဦးလန်းချောင်းကောင်းနေသူကတော်တော်ယောဂဖြစ်နိုင်ကြီးနေတာပေါ့နော်အဲအရေးကြီးတယ်အာသီးရောက်နေသူတွေလည်းအဲ့လိုပဲခါတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေကဘာဖြစ်လဲဆိုတော့လေချာမကုတ်ရင်ခုနပြောလို့ပေါ့ဒီဒီ step ပိုးကနေပြီးမှဒီနှလုံးကိုဆုတ်ရှင်တိုက်တယ်ဒီဒီနှလုံးလေးပတ်တာလိုမျိုးလေးဖြစ်တတ်တယ်သူကအေးဆိုရင်တက်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ပါဇက်ခါတာလေးက လွယ်လွယ်လေးဆိုမှာပေါ့လို့တော့မရဘူးပေါ့နော်စစ်တင်နေပေါ့နော်ဒီတောင်းတဲ့ green ဆောင်ဝင်နဲ့ပြလို့ရတယ်ထွေထွေကျမကြီးဆောင်ဝင်နဲ့လည်းမိသားစုဆောင်ဝင်နဲ့တိုင်ပင်လို့ရတယ်နောက်တစ်ခုတော့ဗဇက်ခါတာအကြောင်းရင်းကတော့ဆက်လိတ်ပေါ့ဆက်လိတ်တို့ပေါ့လေးတောက်တဲ့တည်းလေလို့ခါရတယ်ပေါ့နော်နောက်တစ်ခါဟော်မုန်းချိန်ချက်အဲ့ဒါလေးသိစေချင်တာပေါ့နော်စီချိုအမားကြီးထိမ့်မရအောင်အဲ့ဒီဗဇက်တွေခါလာတယ် ကိုကိုကိုဒါစီဂျိုသမားဆိုရင်ဆန်းစစ်ကြည့်လိုက်ပေါ့နော်ဒါပါဇက်ခါလာပြီဆိုငါဒါစီဂျိုထိနိုင်လားမထိနိုင်လားဆေးရည်နဲ့ဆံဝင်နဲ့ပြင်ကြည့်ရနိုင်မယ်ပေါ့နော်နောက်တော့ဟော်မုန်းချင်းကျက်ဆိုဘာလဲဆိုတော့ကိုဝင်ဆောင်လေးမှာအဲ့လိုမျိုးဖြစ်တတ်တယ်လေပါဇက်ကခါတယ်ပြို့တယ်အဲ့လိုတွေဖြစ်တာ morning sickness ရတာကိုဝင်ဆောင်လေးတို့သွေးဆုံတဲ့လူတွေချုံမှလည်းအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါလေးတော့ဖြစ်နိုင်တဲ့ဟာလေးတွေပေါ့နောက်တော့ဘာရှိနိုင်လဲဆိုတော့အင်း ဓိကတော့ပါပါပဲအဲ့လို deficiency စင့်လို့အားနေတာလို့ vitamin B12 လို့အားနေတာမျိုးတွေမှာလည်းဆိုဖြစ်တတ်တယ်ဆိုတော့အကြောင်းရင်းလေးတွေကတော့ရှိတယ်ဒါပေမဲ့ခုနပြောလို့ပေါ့ကောင်းတဲ့ green ကျန်းမာရေးကလို့ဘာစားစားစားပြီးရင်တော့ပလုတ်ခြင်းအဲ့အကျင့်လေးပဲလုပ်ထားလိုက် စားပြီးပလုတ်ခြင်းဒါပဲအဲ့တော့ green နဲ့မှမကြံဖို့ပဲအစာမကြံဖို့ပဲ green ရှင်းနေရင်တော့တော်တော်တော်ယောဂပိုးကဝင်နိုင်ကြီးနေတယ်ပေါ့နော်မလို့ဆိုတော့လို့အားကြောင့်ကျွန်တော်တို့ကအစာစားတော့ကန့်ပါစားပြီးပြုတ်ချင်းကျင့်ပြီးအစာတစ်ခုနဲ့ခုချစားမလို့ဆိုတော့အဲ့လိုမျိုး တော်ရုံတန်ရုံခဏခဏစားတာကအဲ့လိုမျိုးကိုအိုးဝင်နိုင်တာပေါ့နော်ဟိုလျှောက်ဆက်ဒီလျှောက်တဲ့စိုးစိုးလျှောက်မထည့်နဲ့ပေါ့အဲ့လိုပြပြရနော်โอเคပါ